တရုတ်တံပရိသတ်များအားလုံးပဲမင်္ဂလာရှိတဲ့နှစ်သစ်အခါသမယပါရှင်။ Natural Healing စီစဉ်ကနေကြိုဆိုလိုက်ပါရစေ။မကြမီရက်နေငယ်အတွင်းမှာမြန်မာတို့ရဲ့မင်္ဂလာရက်မြတ်ဖြစ်တဲ့အတာတကြံပွဲတော်အချိန်ခါကိုရောက်ရှိတော့မှာပဲဖြစ်ပါရစေ။ဒီလိုအချိန်မျိုးမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့နေရာဒေသအသီးသီးမှာ အတာတကြံပွဲတော်ကိုပျော်ရွှင်စွာနဲ့ဆင်နွှဲလေးရှိကြသလိုပဲစတုရီသာကျွေးမွေးတာဟာလည်းမင်္ဂလာတစ်ပါးပဲဖြစ်ပါရဲ့ရှင်ဟုတ်ပါတယ်ဒီလိုမဟာတကြံကာလကိုရောက်ပြီဆိုလို့ရှိရင်မြန်မာနိုင်ငံကြီးကအနှံ့အပြားမှာစတုရီသာမန်တဲ့တွေကိုတွေ့ရမယ်အဲ့ဒီမန်တဲ့တွေမှာဆိုလို့ရှိရင်အေးအေးတွေလှူကြမယ်နောက်ရွှေရည်အေးမုန်းလက်ဆောင်တွေလှူကြမယ်မုံလုံးရီပေါ်လှူတာတန်းတာတွေလည်းရှိတယ်အဲ့လိုလှူကြတန်းကြတာတွေအများကြီးတွေကမှဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ပူပြင်းတဲ့နေရာဒီနဲ့တကြံကာလမှာဒီရွှေရည်အေးလေးတစ်ခွက်ကပေါ့နော်ဘလောက်တောင်အကျိုးပြုတယ်လဲဆိုတာကိုပရိသတ်ကြီးတို့ရမင်းတို့ကတင်ဆက်ပေး 玉は ရာသီဥတုကတော့ကြာလီပူလေးပဲရမင်းရေအပြင်ကိုထွက်တဲ့ခါကြလို့ရှိရင်ထီးဆောင်ထားရအောင်မှာပဲမျက်နှာတွေကိုပူပြီးတော့ရှိနေတာဒါပေမဲ့လည်းတစ်နှစ်တစ်ခါကြာရောက်တဲ့အတာစကြံပွဲတော်ကိုတော့ဒီလိုမျိုးနေပူတဲ့ဂျားတဲ့ရောင်တွေကိုပဲဒီစုံမုံတို့မြန်မာလူမျိုးတွေကပျော်ပျော်ပါပါကြီးဆင်နွှဲမှာကိုမြင်အောင်သေးတယ်ဒါဘောစုံမုံရဲ့ဒါကရိုးရာမဟာစကြံပွဲတော်ပဲလေဒါကြောင့်မို့လို့ဒီနေပူပူမှာရှင်လန်းတက်ကြစေဖို့အတွက်ရွှေရည်အေးအေးအေးလေးတစ်ခွက်ကဘလောက်တောင်အကျိုးပြုတယ်လဲဆိုတာကိုပြောပြမယ်ဆိုပြီးရွေးချယ်ထားတာပေါ့မိုးလက်ဆောင်ကဘာကြောင့်မို့လို့အကျိုးပြုလဲဆိုလို့ရှိရင်သူ့မှာပါဝင်တဲ့ပစ္စည်းတွေအကုန်လုံးက တဘာဝထွက်ပေါ်လာတာတွေကြီးပဲကိုဒီတော့မုတ်လက်ဆောင်ကိုဘယ်လိုလုပ်ရလဲဆိုတာရဲ့နောက်ပြီးတော့မုတ်လက်ဆောင်မှာဘာတွေပါလဲဆိုတာကိုပရိသတ်တွေကိုတင်ဆက်ပေးကြတာပေါ့ဒီတော့ပရိသတ်ကြီးကလည်းကြည့်ရှုလေ့လာလိုက်ပါဦးနော်မောလဆောင်မကကျမကိုစိန်ဆိုင်ကိုစိန်ရတယ်။ကိစိန်ပြီးတော့လည်းစုံရကူပြီးပြီးတော့အဲ့နှစ်ခုရောတော့မကလို့ရှိရင်ဆက်နေကြည့်။ဆက်နေကြည့်ဆက်နေကြည့်ပြီးတော့အဲ့မောလဆောင်ဘက်ကိုပြန်ပြီးဆက် ွားရေးဒီမှာစီးရီးရအစားဝင်မိဘပေါ်မှာနေပြီးတော့ပြီးတော့ကြွားအကျိုးပေးမိဒီကံမှာဇလားတဲ့ကိုဇလားဇလားတဲ့ဇလားနဲ့ပြန်ပြီးတော့ဒီလိုချပြီးတော့ပြီးရင် MG နဲ့ပြန်လို့စိတ်နှိုင်းအဲ့ကြောင့်လည်းဆက်ပြီးပြန်ပြန်ဖြစ်နေတယ် ဲ့စကားလေးစကားမုံချတဲ့ခါကျရင်စကားထဲမှာနေစကားအပေါက်ပေါက်လေးပေါက်ပါအဲ့ပေါက်ပေါက်လေးပေါက်တာကိုကျိုးပြီးတော့ကိုညောင်စည်းတွင်းအောင်ကိုကျိုးပြီးတော့လုပ်ရှင်နေအဲ့ရလေးကိုအဲ့စကားလေးကိုတွန်းလောင်းတယ်နောက်ထပ်ကလည်းသူ့ဘောက်အပေါက်လေးရဲ့ကြာတော့အောက်ကဟိုရေစလားမင်းကြီးလေအမ်းဟာသူ့ဘောက်ကိုအခုချင်းဖြစ်သွားလို့လေဘုန်းလေးဆောင်မဟောင်းကိုတိတိယာနေလေအခုချင်းဖြစ်လို့ဒီမှာဘောက်ဆိုတော့အကုန်လုံးကလူကတော့ဖဲတော်မှာလေ အခုကျင်းစီမဖြစ်တော့ဘူးရင်ချေနဲ့ချလိုက်ဆိုမခဲတော့လို့ဟိုလိုရေနဲ့မစိမ်းဘူးဆိုရင်သူကချလိုက်တာနဲ့အခဲကြီးဖြစ်သွားမှာလေအကုန်လုံးကတခုချင်းစီလည်းဖြစ်မို့လက်ဆောင်တခုချင်းစီမဖြစ်ဘူးရေနဲ့ချကံမှာသူကတခုချင်းစီဖြစ်သွားတယ်အဲ့ဒါကိုရေကိုအေးအောင်လဲပေးရတယ်နှစ်လုံးနဲ့လဲပေးပြီးကံမှာသူကပြန်စိမ်မှလုံလုံးဆောင်မှာဖြစ်တယ်မူရမူလေမူလေစိမ့်လေစိမ့်စိမ့်အောင်လို့ပေါ့ဒီမှာတော့ခဲတာမူလေမူရအောင်လို့အဲ့ဒါရင်မပေါင်းဆိုမဟုတ်ပါဘူးရှင်လေ ယူရလဲကျိုးလို့ရရတယ်။ဒါကအစိမ့်တုံးတာများတော့စိုးရွားဖြစ်နေတယ်။ ဲဟုတ်ပါပြီအခုဆိုလို့ရှိရင်ဒီမုတ်လဆောင်ဘက်ကိုကိုရိုင်းလုံးပြသွားတဲ့မက်ကြီးကြီးမှာပေါ့နော်သူလုံးပြသွားတဲ့နေရာမှာဆိုလို့ရှိရင်မုတ်လဆောင်ကိုပြစ်လုတဲ့အဓိကပအဝင်ပစ္စည်းတွေဖြစ်တဲ့ဆန်ရဲ့နောက်ပြီးဆွမ်းမွေးရွက်ရဲကတကယ်ကိုတဘာဝထွက်ကုန်စစ်စစ်တွေပဲနော်ဟုတ်တာပေါ့ဆွမ်းမွေးရဲ့တောင်သူဦးကြီးတွေထွန်းရက်ဆိုင်ပြိုးတဲ့ဆန်ဟာဆိုလို့ရှိရင်လူသားတွေအားလုံးအသက်ရှင်နေထိုင်ရေးအတွက်ကိုမရှိမဖြစ်လိုအပ်တဲ့အရာဆိုတာကိုအားလုံးကလည်းသိပြီးသားပဲလေဒီတော့သူ့ရဲ့ကောင်းကျိုးနဲ့ပတ်သက်ပြီးတော့ထွေထွေထူးထူးပြောစရာတော့မလိုတော့ပါဘူး ဒါပေါ့စုမွေးရက်ကလည်းဒီတိုင်းပဲစုမွေးရက်သူ့အပေါ်တော့မုံးလက်ဆောင်ဖက်လုတ်တဲ့နေရာမှာတွေမကဘူးထမင်းချက်တဲ့နေရာမှာလည်းရမင်းတို့ထိပ်ပြီးတော့ချက်လို့ရသေးတယ်။အဲ့လိုချက်မယ်ဆိုလို့ရှိရင်ဒီထမင်းရဆိုလို့ရှိရင်ကောင်းကျင်းတဲ့လေးကိုသိနေရောပဲဒါကလည်းသဘာဝကပေးတဲ့တကယ်ကိုနှစ်လိုပဲကောင်းတဲ့ရင်းနဲ့မယ်လေ။မုံးလက်ဆောင်ဖက်လေးတွေကအစိမ်းရောင်ဖြစ်နေတာလည်းဒီစုမွေးရက်ကြောင့်ပဲရမင်းတွေ့ဘူးလားမသိဘူးတချို့မုံးလက်ဆောင်ဖက်လေးတွေကကြာတော့အဖြူရောင်ဖြစ်နေရလေ။ဟုတ်တယ်နော်။အဲ့ဒါကကြာတော့ကြည့်ရတာစုမွေးရက်မထည့်ပဲနဲ့ဆန်ကြီးပဲတက်တက်လှုပ်ထားတာမလား။ဟုတ်တယ်ရမင်းရဲ့မုံးလက်ဆောင်ကိုအခုလိုမျိုးတကြံချင်းခါမှာဆိုလို့ရှိရင်ထညက်ရည်နဲ့ တုတွေသာကျွေးကြတာများတယ်။နောက်ပြီးကျတော့တကြံစာဖြစ်တဲ့မုံလုံးရေပေါ်အတွက်ဆိုလို့ရှိရင်လည်းထញက်ကမပါမဖြစ်ပဲလေ။ဒါပေါ့ထញက်ရဲ့အထူအရင်ကိုအေးစေရဲ။နောက်ပြီးတော့သူကစမ်းမာရေးအတွက်အကျိုးပြုတဲ့အချက်တွေလည်းအများကြီးပဲရှိသေးတယ်လေဆိုမှရဲ့။ဘယ်လိုမျိုးအကျိုးပြုလဲဆိုတာကိုယမင်းကပရိသတ်တွေတည်အောင်လို့ပြောပြလိုက်ပါဦး။ ဒါပေါ့ထက်ညက်ကပေါ့နော်သွေးသားကိုတန့်စင်စေတယ်အမျိုးသမီးတွေအတွက်ဆိုလို့ရှိရင်သူကဓမ္မရလာချိန်မှာဖြစ်တတ်တဲ့ဝေဒနာတွေကိုတက်တာရောပါစေတယ်နောက်ပြီးကိုဝင်ဆောင်မိခင်တွေပေါ့ကိုဝင်ဆောင်မိခင်တွေမှာဖြစ်တတ်တယ်ပေါ့နော်ကိုဝင်ဆောင်ချိန်မှာဖြစ်တတ်တဲ့သွေးရနေရောင်လဲသူကကာကွယ်ပေးတယ်ဇပင်းနဲ့ညက်နာကိုလည်းသူကစမ်းမှတန့်ဆွမ်းစေတယ်လှပနုပြိုစေရပေါ့နော်နောက်ပြီးဒီဝက်ချန်နေအမဲကွက်တွေကိုလည်းရောပါတက်တာစေတယ်အစာလဲကြည်စီရလေ อืมဒီထញ្ញရေမိုးလက်ဆောင်တဲ့အုံတို့မိုးလက်ဆောင်တဲ့မှာဆိုလို့ရှိရင်ဒီလိုမျိုးအရန်ပူပြင်းတဲ့ရာသီဥတုကကြတော့ထញ្ញရေမိုးလက်ဆောင်နဲ့လိုက်မယ်လို့စုမုံတော့ထင်တယ်နောက်ပြီးကျတော့ဒီလိုမျိုးရောင်းတဲ့သူတွေကိုရံရာလဲထញ្ញရေမိုးလက်ဆောင်ကပို့ပြီးတော့ကောင်းပါတယ်ဆိုပြီးတော့ပြောကြတယ်လို့နေပူတဲ့ခါတွေပေါ့နော်ထញ្ញရေမိုးလက်ဆောင်တော့ဒါရင်အေးတာပေါ့စီကျူဓမာတွေအတွက်ဆိုအုံတို့နဲ့မတည့်တဲ့အုံတို့ကညိမ့်နေကြတာပို့ပြီးတော့ဆင်းတယ်ဒါမဲ့ရမင်းထင်တာတော့ပေါ့နော် ုံနို့မုံလက်ဆောင်အောင်ဆိုလို့ရှိရင်လည်းဒီထဲတဲ့အုံနို့ကိုပေါ့နော်တင့်တင့်နဲ့ပမာဏလေးကိုချိန်ပြီးထည့်မယ်ဆိုရင်တော့အန္တရာယ်မရှိတော့ပါဘူးရမင်းတို့ရဲ့တခြားမြန်မာမုတ်တွေမှာတော့အုံနို့တွေသုံးနေကြသေးရပါပဲဟုတ်ပါပြီအခုဆိုလို့ရှိရင်ပြည်သက်တွေကဒီတကြံမှာမိုးလက်ဆောင်လုပ်ဖို့စဉ်းစားနေတယ်အလှူတန်းလုပ်ဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်စုမုံတို့တင်ဆက်ပေးခဲ့တဲ့မိုးလက်ဆောင်အကြောင်းကိုကြည့်ရှုပြီးတော့မိုးလက်ဆောင်ကနေဘယ်လိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေရရှိနိုင်တယ်ကျန်းမာရေးကောင်းကျိုးတွေကဘယ်လိုရှိရဲမိုးလက်ဆောင်ကဘယ်လိုလုပ်ရတယ်လဲဆိုတာကိုဂါဂနာနာသိရှိသွားလောက်ပြီလို့ယုံကြည်ပါတယ် ဟုတ်ပါတယ်အခုယမင်းတို့တင်ဆက်ပေးလိုက်တဲ့ဒီမိုလက်ဆောင်လုပ်တဲ့နီလန်းလေးကိုကြည့်ရှုပြီးတော့မှပရိသတ်ကြီးတွေအနေနဲ့အလှအတန်းလှုပ်ချင်တာပဲဖြစ်စေကိုရိုင်းမဲအိမ်မှာပြုတ်လို့ပြီးတော့လှုပ်ရှားချင်တာပဲဖြစ်စေအကုန်လုံးကိုပေါ့နော်အဆင်ပြေပြေနဲ့အသုံးချနိုင်လိမ့်မယ်လို့ယမင်းတို့ကမျှော်လင့်ပါတယ်ဆက်လက်ပြီးတော့လည်းဒီ Natural Healing အစီအစဉ်ကနေပြီးတော့မှပရိသတ်တွေအတွက်ကျန်းမာရေးနဲ့အလှပအတွက်အကျိုးရှိစေမယ့်နီလန်းတွေအိမ်တွင်းဆေးဝါးကုထုံးတွေတဘာဝနီလန်းတွေအကြောင်းကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုကြပါလို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ပတ်ရဲ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ် ပြည်သက်တွေအားလုံးပဲအတာကူးတဲ့လာတကူးအချိန်ခါမှာဘေးပရာတွေဝေးကွာပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရှင်။